ခုဖတ်ပြမယ်စာစုတွေက ရာဗနတကူရေးထားတဲ့ဆန်းစတော်တာစာစုတွေကစပေးဦးလို့အမိရတဲ့စာစုတွေပါဆရာမင်းသူဝန်ကဘာသာပြန်ဆိုထားပါတယ်နေရုံးကပထမဆုံးချိန်လက်နဲ့အပြည့်စွခုဘူးတဲ့စပေးဦးကလေးတွေကိုကျွန်တော်သတိရစေဖြစ်တယ်စပေးဦးဖြူလွားလွားကလေးတွေ ျွန်တော်ဟာနေအောင်ကြီးကိုလည်းချစ်ပါတယ်။ကောင်းကင်ကြီးကိုလည်းနှစ်သက်ပါတယ်။စိန်လန်းနဲ့ကဘာကြီးကိုလည်းတပေါ်ရှာပါတယ်။တကောင်းချင်း မောင်မက်ထင်မှာတတွင်တွင်စီစင်နေတဲ့မြည်တံကိုလည်းตาရညိမ့်ညောင်းတယ်လို့ယူဆပါတယ်။မင်္ဂလာတို့သူမီးကခြုံလွာကိုလှစ်ပြီး မင်္ဂလာသူတို့သားကိုစီးကြိုတလို့လမ်းခွေကလေးကနေပြီးယုတ်တည်းစီးကြိုလိုက်တဲ့နေဝင်ဘုံကိုလည်းလွှမ်းမိပါတယ်။ဒါပေမဲ့မိငယ်တုန်းကစွတ်ခူးကင်ဆုတ်ခဲ့ရဘူးတဲ့။ဆိုပေဥကလေးရဲ့ယနာဟာဖြစ်ရင်ကျွန်တော်မှညာနေမှာသင်ပြန်စေဖြစ်ပါတော့တယ်။ကျွန်တော်ဘဝမှာပြောစရာအမျိုးမျိုး တွေ့ခဲ့ရပူပါသည်ဘွယ်လန်တမင်များမှာအပေါင်းဖော်များနဲ့အတူရေရွှင်မြူတူခဲ့ပူပါသည်မော်ဒဇင်းစင်းရွာတဲ့အုံမှိုင်းတဲ့နည်းခင်မှာတချင်းကလေးတွေကိုတညင်းညင်းကြီးခဲ့ပူပါပြီ။ချစ်သူဒီကုန်းပေးတဲ့ညာချမ်းခရီးကုန်းကလေးကိုလည်းကျွန်တော်လင်မှာဆွဲစင်ခဲ့ပူပါသည်။ဒါပေမဲ့ ငငယ်တုန်းကစုခုကိုင်းဆုပ်ဖူးတဲ့စပယ်ဥကလေးတွေရဲ့ရနဟာထင်းကျွန်တော်မှတ်ဉာဏ်ထဲမှာပြန့်မွေစေဖြစ်ပါတယ်ဘာသာပြန်သူဆရာမင်းသူဝန်ပါပြည်တော်မဂ္ဂဇင်းတွေကနေပြန်ဖတ်ပေးထားတာပါကျေးဇူးပါ